မင်္ဂလာပါခင်ဗျာဒီခါချစ်မိတ်ရွှေတွေကိုပြန်လည်မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့အခမ်းတက်နိုင်ငံရေးအရာတိုက်ရိုက်မတည်နိုင်သည့်ပါလက်စတိုင်းများပြည်တွင်းပြဿနာများထောင်ကူ69ခုနှစ် အာရဣစရိစပွဲပြီးဆုံးကြတဲ့ကဣစရိနိုင်ငံတွင်၌ပြည်တွင်ရေးပြဒနာများပုံမနှဆိုင်ကျပြန့်လာသည်ဟုဆိုနိုင်၏ဤပြဒနာများမှာစစ်ပွဲအတွင်တိမ့်ပိုက်မိလိုက်သောပါလက်စတိုင်းနေမီများနှင့်ပါလက်စတိုင်းလူမျိုးစုများအားဣစရိနိုင်ငံအတွင်းသို့တွတ်သွင်းလိုက်ရမှစတင်ခဲ့သည်နေမီတိများပုံမပိုင်ဆိုင်လာသည်နှင့်အမျှစီးပွားရေးအကြီးအကျယ် တိုးတက်ဖွံ့ဖြိုးလာခဲ့ဒီတာမကလူမှုရေးအရာလဲအရှိန်ဟုန်တိုးတက်ပြောင်းနေလာခဲ့ပြီဂျော်ဒန်မြင့်အနောက်ဘက်ကမ်းဒေသနဲ့ဂါဇာကမ်းမြောင်ဒေသတို့ကိုပိုင်ဆိုင်လိုက်ခြင်းကြောင့်အစ္စရေးတို့အတွက်လွန်စွာဇီးနှုံတက်တာလာသည့်လုတ်သားတုကိုရရှိခဲ့ကြသည်ဤအနောက်ဘက်ကမ်းဒေသနှင့်ဂါဇာကမ်းမြောင်ဒေသတီပင်အစ္စရေးတို့အတွက် ဇေကွက်တင်များ ဖြစ်လာခဲ့သည်ပါလက်စတိုင်းနေမီများအားဂျူးတို့ကကိုလိုနီပြုတည်ဟုပင်ဆွဆွဲလာခဲ့ကြသည်ဤသိမ့်ပိုက်ရရှိသောနေမီများအပြင်အမေရိကန်နှင့်တကွနိုင်ငံတကာမှ ရရှိလာသောဒေါ်လန်ဘီရီယာပေါင်းများစွာတန်သည့်အကူအညီများကြောင့်ဣစရေလနိုင်ငံမှာ များစွာကြီးပွားတိုးတက်လာခဲ့တော်၏တကပါလုံးတွင် အချမ်းသာဆုံးဟုပင်စည်ရင်ဝင်နိုင်ခဲ့သည်အာလလူမျိုးများအပါအဝင်ဣသရေလနိုင်ငံလူမှုအဖွဲ့အစည်းအလုံးပင်ဤချမ်းသာကြေဝမှု၏အရာသာကိုခံစားခဲ့ကြသည်ဤအကြောင်းများကြောင့်လည်းဣသရေလလူမှုရေးနှင့် စီးပွားရေးစနစ်များပြန်လည်တိဆောက်ပြုပြင်မှုများဖြစ်ပေါ်လာခဲ့သည် ကျွမ်းကျင်မှုတိတ်မလို့အပ်သောစောက်လို့ရင်ဝန်ဆောင်မှုလုပ်ငန်းစိုက်ပျိုးရေးဤပညာမမြင့်သောဆက်မှုလုပ်ငန်းများစသည်တို့ကိုဣစရေနိုင်ငံသားများဂျူးလူမျိုးများကလုတ်ကိုင်းခြင်းမပြုတော့တဖြစ်၎င်းတို့အစားပါလက်စတိုင်းလူမျိုးများအားဝင်ရောက်လုတ်ကိုင်းလာကြသည်ဂျူးတို့ကပိုးရင်ဤပညာအဆင့်မြင့်သောလုပ်ငန်းများကို၎င်း ကြွမ်းကျင်မှုအထူးလိုအပ်သောလုပ်ငန်းများကို၎င်းစီမံအုပ်ချုပ်မှုဘီယိုကရေစီအုပ်ချုပ်ရေးစနစ်စသောလုပ်ငန်းခွင်များတွင်ဂျူးများကနေရာဟောင်းများကိုဝင်ရောက်လုပ်ကင်ကြသည် NASD ဂျူးစသောရှယ်ယာစရင်တွင်အမေရိကန်ကုမ္ပဏီများပြီးအစ်စီကုမ္ပဏီများကဒုတိယနေရာတွင်တိုက်နေခဲ့သည် နိုင်ငံသားတဦးချင်းဤထုတ်ကုန်တန်ဖိုးမှာ2000ပြည့်နှစ်အထိတဦးလရင်ဒေါ်လာ18000များရှိတဲ့ဖြင့်ကဘာပေါ်တွင်အမြင့်မားဆုံးဖြစ်ခဲ့သည်ဤတို့ဣစရေးနိုင်ငံစီးပွားရေးတိုးတက်မှုမှာတိမ့်ပိုက်ခံနေမည်များမှအာရတ်နှင့်ပါလက်စတိုင်းတို့ကဣစရေးနိုင်ငံ၏ဤလူမှုအဖွဲ့အစည်းအတွင်းလိုလားမှုပူပေါင်းပါဝင်ဆောင်ရွက်မှု အစ္စရေတို့၏အုတ်ချုပ်မှုများကိုအသားလကြီးလက်ခံမှုတို့အပေါ်၌သာတည်မီနေသည်၎င်းတို့အားအစ္စရေနိုင်ငံ၏စီးပွားရေးအတိုင်းဝန်းတွင်း၌လက်ခံတော်လဲအခြားကဏ္ဍများနိုင်မှုဖဲကျင်ထားခဲ့သည်ဤဒီကိုလည်းပါလက်စတိုင်းတို့ကမျိုးဆက်တစ်ခုတိတိတင်းငင်းခံနေခဲ့ကြသည်မိမိတို့၏ လူအခွင့်ရေးများလူမှုရေးနှင့်ဘာသာရေးများပိတ်ပင်ခံထားရခြင်းမိမိကိုယ်ပိုင်အုပ်ချုပ်ပြဋ္ဌာန်းခွင့်များကို လုံးဝပိတ်ပင်တားမြစ်ခံထားရခြင်းများမိမိလူမျိုးရေးဇယိုက်လက္ခဏာများ ပိတ်ပင်ခံထားကြသည့်နှိတ်ချမှုအလုံးကိုစည်းဝါးရေးအစင်မပြေမှုဒီဟုတော့အချက်တစ်ချက်ဒီကြောက်ပင်မျိုးဆက်တစ်ခုထိ ှုတ်ခံနေခဲ့ကြသည်အစ္စရေးတို့ကအုပ်ချုပ်ဒီဘဝပါလက်စတိုင်းတို့ကအုပ်ချုပ်ခံဘဝဒီပင်နှစ်ဖက်စလုံးအတွေ့အသားကျနေခဲ့၏ပါလက်စတိုင်းရောအစ္စရေးတို့ကပါဤဒီကိုပင်တဘာဝတရားဟုလက်ခံထားလိုက်ကြပြီးမိမိတို့လူမျိုးနှစုအကြားအခြားသောဆက်ဆံရေးပုံစံတစ်မျိုးရှိတင်ဒီကိုပင် စဉ်းစားမိပုံမပေါ်ကြချေ1989ခုနှစ်ဒီဇင်ဘာလ9ရက်နေ့တွင်ပါလက်စတိုင်းတို့ ပထမဆုံးအကြိမ်ထကြပုံကံမှုဖြစ်ပွားသောအခါဤအခြေအနေစတင် အကြောင်းထင်လာကဒုတိယအကြိမ်ပုံကံမှု ဖြစ်ပွားသောအခါ၌မူလုံးဝပြတ်တုံးသွားတော်သည်အင်ဒီဖာဒါခေါ် ပါလက်စတိုင်းတို့၏ပထမအကြိမ်ပုံကံမှုအပြီးတွင်အစ္စရေးတို့သည်ပြည်ပအလုတမများအားပြည်တွင်းတို့လာအောင် လုပ်ကိုင်ခွင့်မပြုခြင်းဖြင့်အစ္စရေးနိုင်ငံ၏လူမှုစီးပွားရေးဝန်ကျင် အခြေအနေကို ပြောင်းလဲရန်ကြိုးစားခဲ့သည်။ဤပြည်ပအလုတမများမှာလောက်ခဈေးကြီးပြီးအစ္စရေးပိုင်နှင့်နေမီများတွင် အခြေချလုပ်ကိုင်ကြသူများဖြစ်သည့်ဖြစ် ဣစရိနိုင်ငံ၏လူမျိုးအလိုက်လူဦးရေအချိုးအစားဒီပလင် အနေငယ်ပြောင်းလဲလာပုံရှိတော်၏တို့ရာတွင်ဤပိပအလုသမားများကပါလက်စတိုင်းတို့၏အလုတ်ခွင်များကိုမူချင်းချောင်းမှုမရှိကြပေ1969ခုနှစ်စစ်ပွဲပြီးပေါ်ပေါက်လာသော ပြဿနာတရမှာဣစရေလလူမှုအဖွဲ့အစည်းတရလုံး လဝဲဝါဒီများသာမကလေယာဇွန်းများကပါဂျော်ဒန်မြင့်အနောက်ဘက်ကမ်းရှိတမိုင်းဝင်နေမြများကိုအစ္စရေးနိုင်ငံတွင်းတို့အပီးအပိုင်တွတ်တွင်းတိုးချဲ့လိုတော်လဲရင်းနေမြပေါ်ရှိ နေထိုင်ကြသောအာရတ်ဒီတခံများကိုလုံးဝလက်မခံလိုသောသဘောထားများပြန့်ပွားလာခြင်းဖြစ်၏တဖန်ဤနေမြများကိုတရားဝင်တော်ဝင် တရားဝင်သာတိမ့်တွင်းလိုက်ပါကဣစရေတနိုင်ငံလုံးအတိုင်းသာအရာကြည့်လျင်ဣစရေတို့ကလူမြန်လူများစုအဖြစ်ဆက်လက် လွှမ်းမိုးရည်တည်နိုင်တော်မူမဟုတ်တော့ချေပါလက်စတိုင်းတို့အားနိုင်ငံရေးအခွင့်အရေးလုံးဝအပြည့်အဝမပေးတဲ့အတိုင်းဣစရေနိုင်ငံသည်ဂျူးမျိုးသားတို့၏နိုင်ငံသည်ဟုသော အမှန်လက္ခဏာပပျောက်သွားတော်မူဖြစ်၏ ို့ဖြစ်နိုင်ငံရေးနှင့်လူမျိုး၏အခြေအနေများကစီးပွား၏လိုအပ်ချက်များနှင့်ထိတ်တိုက်ပြဿနာဖြစ်ပွားလာတော့သည်ဟုဆိုနိုင်၏။ဤနိုင်ငံရေးလူမှုရေးစီးပွားရေးဒီဟုသောအချက်၃ချက်စလုံးမှာပင်ယူလူမျိုးတို့၏အကျိုးစီးပွားအစ္စရေးနိုင်ငံ၏အကျိုးစီးပွားများပင်ဖြစ်ရာနိုင်ငံတွင်း အတွင်းဝိယောတိဟုဆိုရမည်ပြဒနာများဖြစ်ပေသည်ဤပြဒနာများအားဖြည့်ရှင်ပေးနိုင်မည်နီလန်းဟုပြီလေရှားဖွေမဖို့ထုံနိုင်ခဲ့ကြချေအချိန်ကာလကြာမြင့်လာသည်နည်းအများဤပြဒနာများကို နိုင်ငံရေးပါတီအတိတ်တို့ကနိုင်ငံရေးလက်နက်များအဖြစ်အသုံးချလာကြသလိုလူပုဂ္ဂိုလ်တဦးချင်းလူအုပ်စုတ တစုချင်းတို့ကလည်းမိမိတို့တန်ရန်တန်ရန်နီးညံ့ဖြစ် ရှည်တန်းတင်လာကြသဖြင့်ဒီပြဒနာများမှာပါတီပြဒနာလူအုပ်စုချင်းပြဒနာလူပုဂ္ဂိုလ်တဦးချင်းပြဒနာများအဖြစ်တို့နှက်ဆိုင်စွာကျေပြန့်အမြင့်တွယ်လာခဲ့သည်ထိုထက်မကဘာသာရေးဂိုင်းများထံတို့ပါ ကုဆက်သွားကဘာသာရေးရှုတော့မှာ တန်ရာဆွေအေးဆိုသည့်ပြဒနာများဘာသာရေးဥတီချက်များဖြင့်ဖြစ်လာတော့သည်1989ခုနှစ်တွင်လီတွတ်ပါတီဥဆောင်သောလက်ရာဇွန်ပါတီအာဏာရလာသောအခါပထမဆုံးသောလုပ်ဆောင်ချက်များဂျော်ဒန်မြင့်အနောက်ဘက်ကမ်းဒေသအားအစ္စရေးနိုင်ငံတွင်တို့တရားဝင်တွတ်တွင်းရန်လုပ်ဆောင် ချင်းပင်ဖြစ်၏ယင်းဒေတာမှာတမိုင်းဝင်ထင်ရှားသောနေမည်များဖြစ်သည်ဖြင့်ရံဖန်ရံခံ၌တမာကျန်းစာပါအမိများဖြစ်သောယူရီယူရီယာနှင့်ဆာလာယီယာဟုသောအမိများပင်တုံးဆွဲခဲ့ပြီးအလားတူပင်ဂါဇာကမ်းမြောင်ဒေသအားလည်း ဣသရေလနိုင်ငံကအစင်ဆက်ပိုင်ဆိုင်ခဲ့သည်ဟုသောအယူအဆကိုကင်ဆွဲလာခဲ့သည်အချုပ်ဆိုရသော1969ခုနှစ်စစ်ပွဲတွင်ဣသရေလတို့၏တိမ်ပိုင်ရရှိသောနေမည်များကိုဣသရေလနိုင်ငံပိုင်အဖြစ်တရားဝင်တိမ်တွင်းရန်ကြိုးပမ်းလာခဲ့ခြင်းဖြစ်ပေသည်တို့ရာတွင် ကဘာကျော်အစ္စရိစစ်ဘူဂျုမိုရှေဒါယန်ကြောင့်ဤသိမ့်ပိုင်ဤသဘောထားများမိမိန်တွားခဲ့ရပြန်သည်မိုရှေဒါယန်မှာလေဘာပါတီဤထိတ်တန်းကောင်းဆောင်ဖြစ်တော်လဲဒီတွပါတီကနိုင်ငံရေးဝင်ကြီးရာဒူပေးတဲ့ဖြင့်ပဲပြောင်းတွားခဲ့သူဖြစ်သည်တို့ရတွင်မိုရှေဒါယန်ကလီတွပါတီဒီသိမ့်ပိုင်နေမြများတိန်တွင်ကြီးကို တပါတီသည်သဘောဆန္ဒဖြင့်မကျင်ညာပါဟုသောပါတီ၏ဝန်ခံကတိဖြင့်ပဲ့ပြောင်းသွားခဲ့ခြင်းဖြစ်သည်။တိမ့်ပိုက်နေမည်များအားအစ္စရေးနိုင်ငံတွင်တို့တရားဝင်မတွတ်တွင်းနိုင်ခဲ့သောအ धिक အကြောင်းရင်းမှာရင်းနေမည်များ၌နေထိုင်သောအာရဗ်နှင့်ပါလက်စတိုင်းလူဦးရေမှာကျေပြန့်စွာတူ တိုးပွားလာခဲ့သောအချက်ဖြစ်၏အကယ်၍သာယင်းနေမည်များကိုတရားဝင်တွတ်တွင်း၏ဒေတာခံများကိုပါဣစရိနိုင်ငံသားများအဖြစ်သတ်မှတ်ပါကဣစရိနိုင်ငံဟူသည်ဂျူးများ၏နိုင်ငံဟူသောဘဝမှဂျူးနှင့်အာရဗ်နိုင်ငံပိုင်းနိုင်ငံဖြစ်လာတော်မူဖြစ်၏ယနေ့ကာလ၌ဆိုဗီယက်ပြည်ထောင်စုဟောင်းမှဂျူးနှင့်ဂျူးမဟုတ်သူပေါင်း တတ်သားမြအစ္စရေးနိုင်ငံတွင် ရောက်ရှိနေထိုင်လျက်ရှိနေကြသည်ထို့တိုင်အောင်မြေထဲပင်လယ်နှင့်ဂျော်ဒန်မြစ်အကြားဒေသရှိ လူဦးရေမှာဂျူးနှင့်အာရဗ်မဟုတ်သူ၅သန်းအစ္စရေးနိုင်ငံသားနှင့်နိုင်ငံသားမဟုတ်သူပါလက်စတိုင်း၄၅၅သန်းများရှိ၏လက်ရှိနိုင်ငံ၏တိုးပွားမှုနှုန်းအရအနာဂတ်တွင်ပါလက်စတိုင်းလူဦးရေက ်ဂျူးတို့ကိုတာလွန်သွားမည်ဖြစ်ကြောင်းလမ်းပြနေသည်ဟာဖာတက်ကရိုမအန်နွန်ဆိုပါဆိုတူပထဝီပညာရှင်တဦး၏တွက်ချက်မှုအရဆိုလျင်၎င်းဒေသ၌2020ခုနှစ်တွင်လူရေစုစုပေါင်း55တန်းမှတန်းရှိလာမည်ဖြစ်ပြီးဂျူးလူမျိုး6တန်းမှ5တန်းသာရှိလိမ့်မည်ဟု တွက်ချက်ထားသည့်အစ္စရေးနိုင်ငံတွင်း၌ပင်ယူရိုဒီယနေ့တွင် လူဦးရေ85ရာခိုင်နှုန်းဖြင့်အများစုဖြစ်နေရမှ65ရာခိုင်နှုန်းတို့ရှော့ကျသွားမည်ဟုတွက်ချက်ထားသည်ဟေဘရူးတက္ကရိုမှပေါမောက်ခစာဂျီယိုဒေလာပါရူလာဆိုဒူကလည်းလူဦးရေအချိုးအစားအနေထားကိုဤနည်းအတိုင်းပင် တွက်ချက်ထားသည်၎င်းကဣသရေလနိုင်ငံတွင်ရှိအာရလူဦးရေထုထပ်သောဒေသများကိုပါလက်စတိုင်းနိုင်ငံတို့လွှဲပြောင်းပေးပြီးပါလက်စတိုင်းဒေသမှဂျူးအခြေချနေထိုင်သူများစုနေသည့်ဒေသများကိုဣသရေလနိုင်ငံတို့ပြန်ပေးရေးအတွက်အလဲအလှယ်လုပ်ရန်အကြံပြုခဲ့သည်ဤနေရာ၌ဣသရေလနိုင်ငံ၏လောက၌ဤပန်းစားခဲ့သောအစိုးရရက်ကိုဆွေးနွေးရန် လိုအပ်လာပေသည်တစ်ချက်မှာသတင်းနိုင်ငံရေးသမားတိုင်းနှင့်ပညာသမားဤလက်သုံးစကားဖြစ်သောအစ္စရေးနိုင်ငံမြေပေါ်ပုံမှခြေမုံခံရနိုင်သည်ဟုသောအန်ဒီရဲ့တတိပေးချက်ဖြစ်သည်ပျောက်ကွယ်သွားသည့်အထိဒုတိယအချက်မှမူအစ္စရေးနိုင်ငံတွင်ရှိဂျူးတို့၏လူဦးရေအချိုးဆိုင်ရာအသာစီးရမှုဒီပင်အစ္စရေးနိုင်ငံသား ဂျူးနိုင်ငံဖြစ်တည်ဟုသောဇယိုင်လက္ခဏာဖြစ်ရာလူဤအချိုးစား၌ဂျူးတို့ရော့နေလာသည့်နှင့်အမျှအစ္စရေးနိုင်ငံမှဂျူးတို့၏လူမျိုးရေးဇယိုင်လက္ခဏာများတိမ်ပန်းသွားနိုင်သည်ဟုသော အယူဆဖြစ်သည်။ယင်းအချက်နှစ်ချက်ကို ပြန်လည်ပေါင်းစပ်လိုက်တော့အစ္စရေးနိုင်ငံတွင်၌ဂျူးတို့၏လူဤအချိုးစားရော့ပန်းလာခြင်းပင်အစ္စရေးနိုင်ငံလုံးဝပြတ်တုံးခြင်းတို့ဥ ဥတီတွန်းဈေးနိုင်သည်ဟုသောအချက်ယူဆချက်ဖြစ်သည်ထို့အတွဲအစ္စရေးနိုင်ငံကိုချက်ထွင်လိုလားသူများကိုတိုင်ဖြည့်ရှင်းမရသောအစွန်တရားနှစ်ဖက်ကိုကြုံတွေ့ကြရတော့၏တစ်ဖက်တွင်သမိုင်းကြောင်းရယူရိုအမောမြတ်ထားရနေမည်များကိုအစ္စရေးနိုင်ငံတွင်တွတ်တွင်းကြီးနေပယ်ချက်ထွင်ရန်ဖြစ်ပြီးနောက်ထပ်အစွန်တစ်ဖက်မှာအစ္စရေးနေမည်ပေါ်၌ ဂျူးလူဦးရေကအမြဲတစေအချိုးစားတာနေစေရန်ဟူသောအစွန်းတစ်ဖက်ဖြစ်၏ခက်နေသည်ဤနှစ်ချက်စလုံးပင်ဂျူးတို့၏မျိုးချစ်စိတ်ဓာတ်ပေါ်ခြေခံထားခြင်းဖြစ်ပေ၏ဝီယောဒီများကို ဖြည့်ရှင်ရန်မြောင်များလာစွာသော အဆိုးပြုနီလန်းများပေါ်ထွက်လာတော့၏၎င်းတို့အနှင့်မိုးရှိတရန်ဤလုပ်ငန်းပိုင်းခွဲခြားဥချုပ်ရေဟူသောအယူဆမှာ ပြောင်းလဲစရာမြပင်ဖြစ်လာခဲ့၏။မိုးရှိဒါယန်ဤအဆိုပြုချက်မှာတိမ့်ပိုင်နေမီများအားစိတ်ရေးကိစ္စနှင့်အခြေချနေထိုင်ရေးကိစ္စများ၌အစ္စရေးတို့ကချုပ်ကင်ထားပြီးနိုင်ငံရေးနှင့်ချုပ်ရေးကိစ္စများတွင်ကင်တွဲကပါလက်စတိုင်းတို့အားဂျော်ဒန်နိုင်ငံသားများအဖြစ်အတိအမှတ်ပြုယုံမကဂျော်ဒန်ပါလီမန်တို့ပင်ရွေးချယ်တင်မြှောက်ခံပိုင်ခွင့်အထိနိုင်ငံ၏အခွင့်အလမ်းများပေးရန်ဖြစ်၏ ဂျော်ဒန်မြစ်အနောက်ဘက်ဒေသအားအစ္စရေးနှင့်ဂျော်ဒန်တို့ဂန္ဓာအလိုက်ခွဲခြားစီးခြားအုပ်ချုပ်ရန်ဟူသောအဆိုဖြစ်၍များစွာပင်တယောခံခဲ့ရသောအဆိုပြုချက်ဖြစ်သည်ဤအဆိုကိုဂျော်ဒန်ကရောပါလက်စတိုင်းတို့ကပါစိတ်မဝင်စားချေတို့ရသည်ဤယူဆမြန်မာဣရိယန်ရှာရွန်ဤ ခေါင်းထဲဆွဲသွားသည်ကိုနောက်ပိုင်းအခန်းများတွင်ဖော်ပြပါမည်။ဂျူးများထဲတွင်လည်းပါလက်စတိုင်းတို့အားလူအခွင့်အရေးများ လူမှုရေးပိုင်ဆိုင်ခွင့်များစသောရစေလိုသောဂျူးအရေးအတွက်ညောင်များရှိနေခဲ့သည်။ယေရှာယာဟုလိုက်ဘိုခစ်ဆိုသူတတနိကဗိဒပညာရှင်ကဆိုလျင်ပါလက်စတိုင်းနေမိများအားတိမ့်ပိုင် မိလိုက်ချင်းဒီပင်တိမ့်ပိုက်မိသူအစ်စေးတို့အတွက်မတမာမှုများဖြစ်ပေါ်လာစေပြီးအစ်စေးလူခွင့်၏အတိုင်းဝန်းတစ်ခုလုံးကိုချစားစေခဲ့သည်ဟုဆိုခဲ့သည်တို့ရာတွင်၎င်းကိုယ်တိုင်ကပါလက်စတိုင်းနေမိများအားတိမ့်ပိုက်ချင်းဒီမကောင်းဆိုးဝါးဆန်တော်လောက်ရဟုတခွန်းတပါရမြမဝေပန်ခဲ့ချေရင်းတို့တိမ့်ပိုက်မှုကိုဆန့်ကျင်သောအုပ်စုများကမူဤတို့ လူတစ်ပါးနေမြအာအရမတိမ့်ပိုက်ချင်းသည်အစ္စရေးနိုင်ငံ၏ဂုံတိတ်ခါကိုထိခိုက်စေမကဒေတာအတွင်း၌အစ္စရေးနိုင်ငံ၏ဥပ္ပီကျူးကြောင်းခိုင်လုံစွာယက်တီမှုကိုပင် အားနည်းစေခဲ့သည်ဟုသောဒကတကြ၏မိတို့ပင်ဆိုစေကမူသူတစ်ပါးနေမြအာတိမ့်ပိုက်ချင်းဒေတာကလူတို့အားကိုလိုနီဆန်စွာပြုမူခြင်း၎င်းတို့ပိုင်နေမြနှင့် ရေတို့ကိုရယူခြင်းတို့မှာအပြစ်တို့မဟုတ်အကုသို့ပင်ဖြစ်သည်ဟုသောအချက်မှာငင်းဆိုပါမရှိချေ။ဣသရေလမျိုးကို ချက်ထင်း၍ဝါဒီများကမို့ဣသရေလနိုင်ငံအားဂျူးလူမျိုးတို့၏ဇိုင်းလက္ခဏာများကျော်လွန်လွှမ်းမိုးရေးတာမကပြည်တွင်းရှိအခြားလူမျိုးများပါလက်စတိုင်းနှင့်အာရဗျားကိုပါရေစေဆူးမိုးနိုင်ငံအထိမြုံမှန်းကြည်စွာ ထရှိခဲ့ကြသည်တို့ရာတွင်ဤအုပ်စုကတိမ့်ပိုက်ငင်းမြများမှဣစရိတများပြန်လည်ဆုတ်ပြီးပါလက်စတိုင်းတို့အားနိုင်ငံသားတို့၏အဆင့်အတန်းအပြည့်အဝတတ်မှတ်ပြီးရုံမကနိုင်ငံသားတို့၏ပိုင်ခွင့်များအပြည့်အဝပေးအပ်ရန်အချက်များကိုလုံးဝထက်တွင်စဉ်းစားမှုမရှိချကြ၏ဧရိယာရှရွန်အား ဝိုင်း၏မဲထည့်ပြီးမွန်ကြီးချုပ်အဖြစ်တင်မြောက်ပေးလိုက်သူတို့၏ညှို့လင့်ချက်တစ်ခုမှာရှာလွန်အနေဖြင့်ပြတနာကို ဖြည့်ရှင်းရန်နီလန်းတစ်ခုခုပေါ်ထုတ်နိုင်ကောင်း၏ဟူသောညှို့လင့်ချက်သာဖြစ်ခဲ့၏မိဒီနီမျိုးဖြင့်ဖြည့်ရှင်းမည်ဆိုခြင်းကိုအယူမဆိုင်ကြချင်းဤဒီကိုကောင်းစွာရိပ်ရိပ်မိတည်ရှိထားသောရှာလွန်သည်သူ့အားထောက်ခံသော ဂျူးလူတို့၏လူရင်းစံသနှင့်အညီအချိန်ကပ်နေရာကပ်ရောက်ရှိလာသော လူမှန်နေရာမှန်ဟုဆိုနိုင်ပါမည်လောဣသရေလနိုင်ငံနှင့်ပါလက်စတိုင်းတို့ရဲ့စစ်ဖြစ်ရာချင်းရဲ့နောက်ကွယ်ကကြောင်းရင်းလေးတွေကိုတင်ဆက်ပေးခဲ့ရခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကို နှစ်သက်ရင်ဖြစ် like share subscribe လေးနှိပ်သွားပေးပါအောင်နော်ကျေးဇူးပါ